ာပါ channel လေးနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ video မှာတော့မဆွေတို့ Telegram မှာပေါ့နော်မျိုးပုံစံလေးနဲ့ကျွန်တော်တို့ gmail ကို two step ခံရတဲ့အချိန်မှာကျွန်တော်တို့ phone တလုံးကနေပြီးတော့ဒီလိုချိန်တဲ့အချိန်မှာ two step ခံရတဲ့ gmail ကမသိတော့ဘူးအဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာ code code ကိုထည့်ပြီးတော့ကျွန်တော်တို့ဝင်လို့ရှိရင်တော့ alert ကိုဝင်လို့ရရပေါ့နော် gmail ကမသိတော့ဘူး code ကလည်းယူလို့အဆင်မပြေတော့ဘူးဝင်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလဲကြော်ခွာသွားမလဲဆိုတာလေးကိုကြော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်အဲတော့ ီမှာတော့ကျွန်တော်ကတော့မိတ်ဆွေတို့ပြဖို့အတွက်မရှိတယ်အဲဆိုတော့ဂျီမေမရှိတဲ့ပုံစံတည်းကိုကျွန်တော်ဒီနေရာထဲမှာကြော်ခေါပြသွားမှာဖြစ်ပါတယ်အဲဆိုတော့မိတ်ဆွေတို့ကြော်ခေါဖို့အတွက်ဒီနေရာဒီနေရာမှာဘာကိုတော့နှိပ်မလဲဆိုတော့အဲတော့ဒီနေရာလေးမှာပေါ့နော် Canon Asset Test Email ဆိုတဲ့ဟာလေးကိုကျွန်တော်တော့နှိပ်ရမှာဖြစ်ပါတယ်အဲကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ဆိုတော့အဲတော့ဒီမှာ reset login email ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကျွန်တော်တို့ email ကို reset ချောက်မယ်ပေါ့နော် အဲကျွန်တော်တို့ reset ချတဲ့အချိန်မှာဘာပေါ်လဲဆိုတော့ကျွန်တော်ဒီမှာ email will be reset in 7 days ဆိုတာလေးပေါ်တယ်ပေါ့နော်ဒီမှာပြပါရဲ message တွေကတော့အဲ့လာလေးလုတ်ပြီဆိုလို့ရှိရင်9ရက်10ရက်ဆောက်ပြီးမှပဲ message တွေဝင်ရမှာပြပါရဲဒါကတော့ message တို့တည်ခြင်းနဲ့ဒီမှာပေါ့နော်တည်တဲ့သူတွေကတော့ဒီနေ့လေးကိုကြော်ပါလို့ရတယ်ပေါ့နော်မတည်တဲ့သူတွေကတော့ဒီနေ့လေးကိုဒီနေ့တိုင်းလုတ်ကြည့်လို့ရတယ် အဲ့တော့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်ကတော့ဒီဒီနေရာလေးတခုပြပြီဆိုလို့ရှိရင်အရင်တော့ကပေါ့နော်ကျွန်တော်ကုန်းမလိုပဲနဲ့ Gmail ကိုကုန်းမလိုပဲနဲ့ TikTok ကိုလောရင်ဝင်လို့ရတဲ့နည်းကိုပြလာတဲ့အတွက်အဲ့ဒီမှာလည်းကျွန်တော်ကတော့နောက်တစ်စိတ်ကိုကြော်ခွားတဲ့နည်းလေးကိုကျွန်တော်ထပ်ပြပေးမှာပေါ့လို့ကျွန်တော်ရဲ့ဗီဒီယိုနည်းကိုဆိုတိထပ်ကြည့်ပေးပါဦးအဲ့တော့ကျွန်တော် Gmail ထဲကိုတွားပြီးတော့ကုတ်လေးတွားယူလိုက်မယ်ပေါ့နော်အော်ကုတ်ကိုထပ်လိုက်မယ်ပေါ့နော် အဲကျွန်တော်ရဲ့ channel လေးကိုရောက်ပြီဆိုလို့ရှိရင် message လို့ဒီမှာပေါ့နော် line ဂျုံလေးကျွန်တော်ရဲ့ channel လေးကို subscribe လေးတယောက်တစ်ချက်စီနေပေးသွားလို့ရတယ်ပေါ့နော်ညမှာ Telegram လောက်ရင်ဝင်နေပေါ့ဆိုဆိုတဲ့ဟာလေးပေါ့နော်ကျွန်တော်တို့စင်ကလည်းမလိုဘူး OTP လည်းမလိုဘူးပေါ့နော်ကျွန်တော်ဖုန်းနံပါတ်တီးုံနဲ့လောက်ရင်ဝင်လို့ရတဲ့နေ့လေးကိုကျွန်တော်ပြတော့ပေးတယ်ခုနကျွန်တော်ပြတဲ့နေ့ကလည်းဒီနေ့တိုင်းပဲဖြစ်ပါတယ်ပေါ့နော်အဲဒီနေ့ရလေးမှာ message တို့က password ကိုလည်းမေ့သွားပြီဆိုလို့ရှိရင်ဘယ်လိုခေါ်လို့ရအောင်ဒီကောင်လည်းပြပေးလိုက်မှာဖြစ်ပါလား ဲ့တော့ဒီနေရာလေးပါပေါ့နော်ကျွန်တော်တို့က forget password ကိုနှိပ်မယ် forget password ကိုနှိပ်ပြီးတော့ဘာဆက်နှိပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာ reset account ဆိုတာလေးနှိပ်မယ်ပေါ့နော်ဒီမှာ reset account ကိုနှိပ်ပြီးဆိုလို့ရှိရင် message တို့ကနောက်ဆုံးကျွန်တော်တို့ account ပြန်ရဖို့အတွက်ကြံရမရတဲ့အဆုံးကတော့ကျွန်တော်တို့ဒီထက်မှရှိတဲ့ကျွန်တော်တို့ရဲ့ account ထဲမှာရှိတဲ့ချက်ထားတဲ့စာတွေပြောထားတဲ့စာတွေပြီးလို့ရှိရင်ကျွန်တော်တို့ပို့ထားတဲ့တပုံတွေဂရုတွေစံတော်မှတ်စုတွေပေါ့နော်ပိန်းထားတဲ့အကုန်လုံးကတော့ပြတ်သွားမှာဖြစ်ပါတယ်အဲဒီတော့ ကျွန်တော်လက်တွေ့စမ်းပြမှာပေါ့နော်ကျွန်တော်ဒီမှာ reset account ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ reset account ကိုကျွန်တော်ထပ်နှိပ်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော် account တက်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကဒီနေရာလေးမှာမျှော်လင့်နှိပ်ပြီးတော့ကျွန်တော်ကောက်တဲ့ပြောင်းလိုက်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ account ထဲကို account လေးရပြည့်သွားပြီဆိုလို့ရှိရင်ဒီ account ထဲမှာပေါ့နော်ဘာမှမရှိတော့ဘူးကျွန်တော်တို့ account တက်တက်လိုမျိုးပဲအခု single အသစ်ဝယ်ပြီးတော့ကျွန်တော်တို့ account တက်ဖွင့်ထားတဲ့ account တက်ပုံစံမျိုးပဲဒီအောင်လေးဖြစ်ဒီလိုပုံစံလေးဖြစ်နေမှာပေါ့နော် အဲ့တော့ message တော့ဒီအကောက်ကိုလိုချင်တဲ့ Gmail လည်းမရှိတော့ဘူး password လည်းမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ခုနပြလာတဲ့ Gmail login ဝင်နေပုံစံနဲ့လုတ်ထားလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကအရင်မလုတ်ထားဘဲနဲ့အခုလိုမျိုးလုတ်ချင်လို့ရှိရင်ကဒီနည်းလေးကိုတိုင်ကိုကျွန်တော်ကြော်ခွာလို့ရတယ်ပြောဒီ video လေးမှာတော့ message တော့အကျိုးတစ်ခုရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို message တော့ရတင်ငွေချင်းနေတီအောင်ရှင်းနေလို့ပြတော့အောင်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးပတ်စံကြပါစေဘိုင်ဘိုင်